စင်မကောင်းစရာမြင်ကွင်းလေးတွေပဲပေါ့ဗျာတိဆက်ပြရတာအားနာပါတယ်အထူးကြည့်အောင်ဗျဟမ်တကယ်ပဲဒီလေးခိုင်းပါမယ်လားတရခိုင်းကွာဟမ်ကလေးလေးတွေတော့ဆာနေတဲ့အတန်ပါတော့ဆာဖက်နေတဲ့အတန်တော့တရခိုင်းကွာအာမိဘတွေကတော့နော် ဒီကျွရတာပေါ့ဗျာဟုတ်ကဲ့ခလာနေကြပါဘူးဒီရန်ချီပေါအောင်ပြန်တော့ပုံပါနေတယ်ဒီဖြစ်ဆိုတဲ့ကြုံရတယ်ဆိုတဲ့အောင်ယူတစ်ပိုင်းဖြစ်နေကြပါတော့တကယ်စိတ်မကောင်းပါဘူးအမကိုပြစ်မှာမွေတဲ့စစ်ပေးမှာကြီးပြင်းပြီးနလင်ပေးမှာခြွေလွင့်သွားကြတဲ့ကလေးတွေရဲ့နောက်ဘွားချိုင်ဒီလိုအဖြစ်ဆိုးမျိုးနဲ့မကြုံပြရစေနဲ့ရှင်တွေလည်းဖွဲတော့မှာပါပဲဟောအကောင်လုံးကြည့်တဲ့လူတွေလည်းကြည့်ရှုရတဲ့လူတွေလည်းစိတ်မကောင်းကြဘူးပေါ့ဗျာနော် မိဘတွေကတော့ယူပါပြီခွာတဲ့ comment နေနော်ကောင်းရပုံပွားရောက်ကြပါစေအများပြပြတော့တချို့ဆိုရင် comment မှန်တာကလေးတွေရော main ပြန်တဲ့အာဗီဒီယိုဖိုင်လေးနဲ့တွေ့ရပါတော့သင်သွားလို့ရပါလို့ရပြီဆိုတဲ့ဗီဒီယိုမျိုးလေး comment တွေဝင်ဖတ်ရတာတကယ်ကိုမျက်ရည်ရည်နဲ့စို့တယ်ပေါ့နော်အဲခုနလိုပေါ့နော်သွားလို့ရသွားလို့ပြောရအောင်ကလေးတွေကမိဘ လာကြုံမှပြန်တက်တဲ့အိမ်အောင်မိဘလာကြုံမှပြန်တက်တဲ့ကလေးလေးတွေဗျာကဲဒီသွားလို့ရသွားလို့ရပြီဘွားချင်းမထူရောဆိုတော့အဲ့ကလေးတွေကပြန်သွားကြမှာလဲကလေးတွေကဝင်းမြေကဘလို့ပြန်ဟိုသွားကြမှာလဲဒီနေ့စိတ်မကောင်းဘူးများနော်ကဲပါနောက်ဗီဒီယိုတစ်ပုဒ်ထပ်ချိမှာနော်ဒါကတော့အဲအားလုံးလည်းတွေ့လူတွေသိအောင်လို့ပေါ့နော်ကျွန်တော်ပြောပြတာပေါ့နော်သိအောင်လို့တဲ့ဘူးချိန်တိသမင်းတို့ဆိုလဲလာဝေတဲ့သူမရှိဘူး ရေတံဘူးဆိုလဲလာဝေတဲ့သူမရှိဘူးအလူတဲ့လူတွေကတော့အများကြီးပဲပေါ့နော်ဒါဒီအဆောင်မပြိုတဲ့နေရာတွေမှာသမင်းတုပ်တွေရောက်ပြီးတော့တချို့နေရာတွေမှာဆိုရင်ကျွန်တော်မြင်ရတွေ့ရတာဆိုရင်အသမင်းတွေကိုပုံထားတယ်ပေါ့နော်သမင်းဟင်းဟင်းမဲယူသွားတယ်ငွေတဲ့ဟာတွေတော့အကုန်အယူထားတယ်သမင်းတွေပုံထားတယ်အဲ့လိုတွေအလေလွန်းတွေဖြစ်မှာဆိုတော့ဒီမလေးမလုံးအောင်အဆောင်ဥပြက်နေရဲ့ဒီဆောင်ဥမှာတာဝန်ရှိတဲ့လူဘယ်သူလဲဆိုပြီးတော့ အဲဆယ်ရုပ်တန်းနဲ့ဆယ်ရုပ်ငါးရုပ်တန်းနဲ့ငါးရုပ်အဲ့လိုလေးတွေမျှဝေပြီးတော့အဆောင်ဥကိုကြည့်ပြီးတော့အဆောင်ဥကိုပဲဝေလိုက်တာဒီအတင့်တော်ဆုံးဖြစ်မယ်ပေါ့နော်ဒါဒီအဆောင်ဥမှာဆိုရင်ဒါလမ်း၄၀၈၀လမ်းအဆွေကြီးမှုလပိတ်တိုင်းဆိုရင်အာလာလူတန်းတဲ့လူမရှိဘူးဒါကျွန်တော်ကြားတဲ့အရပြောတာပါဒီဆိုင်ရှင်တွေဘာတွေကနေပြီးတော့လာလူလူလူလို့လူလို့လို့ပြောတာတော့မဟုတ်ဘူးဒီတန်းဝန်တန်းလေးပေါ့နော်အဲဒီတန်းဝန်တန်းကဲဒီအချိန်မှာအဲလူတန်းတဲ့လူဘယ်နှလုံးလာတယ်ဥမ္မာမလာရောဗျာဒီအချိန်လေးကတော့ ဖြစ်နေဖြစ်နေဆင်ရဆက်တယ်ကိုယ်တည်းဒီသမင်းတပူတော့ဒီတပူတော့သမင်းတပူတော့ပြမလာမေးလေးဗျာကဲအဲ့လိုပြောလို့ရှိရဗျာနော်ဘာလို့လဲဆိုတော့လူတွေကဗျာတချို့လောဘတာတယ်ဟာတချို့စစ်ဘေးနဲ့ပေါ့နော်ရောက်လာတဲ့လူတွေရှိတယ်စစ်ဘေးချောင်ပြီးတော့အဲ့ဒါတွေကနေဘက်မှာပေါ့ဗျာသက်ဆိုင်ရသက်ဆိုင်ရဆွေမျိုးတွေဒီမှာတဲရပြူရနေကြတာပေါ့တကယ်နေကန်နေမို့ဘုံမျိုးကန်နေမို့အရက်ွက်သူရက်ွက်သားတွေလည်းမဟုတ်ဘူးအဲ့လိုပြူလူမျိုးတွေကနေပြီးတော့မှာဖက်ပြီးတော့တန်းစီတာပေါ့နော် ဟောတန်းစီပြီးတော့မှလိုက်ပြီးလှုပ်ခမ်းအကြီးတွေနဲ့เนาะမိသားစု၅ယောက်၈ယောက်ဆန်ကင်းတဲ့ပတ်တချို့ကလည်းလမ်းလျှောက်ပြီးတော့မှ၁၀ယောက်လာလို့ရတယ်သူရှင်၁၀ယောက်လာလို့ရင်အဲ၁၀ယောက်စီမှာတန်းစီเนาะလူလူတန်းစီလို့မြိုင်လူလူပြီးတန်းစီတန်းစီလို့မြိုင်ဝိုင်းလူကြတာသူရှင်တွေတော့စိတ်ပြတ်ကုန်တာပေါ့ဗျာဟုတ်ပြီလို့ရှိရတကယ်ဒုက္ခရောက်တဲ့လူတွေရဗျာသူတို့မှဆုံးရှုံးသွားတော့เนาะထားမိသားစုတွေလည်းပါသွားတယ်အသက်ဆုံးရှုံးသွားတော့သူမှထားပြီးယူနိုင်ဘူးเนาะဝိုင်းနဲ့ပက်လက်ဖြစ်ပြီးတော့မှ ဒေါ်လာလှူရင်တော့မှသူတို့မသိမသိကြဘူးပေါ့နော်ထယူဖို့သူတို့တွေမှဟောဘယ်လိုပြောစိတ်ထောင်းကိုကြေးဖြစ်နေကြတာပေါ့နော်အဲအဲ့လိုမျိုးဖြစ်နေကြပြီးတော့ဘသူမှတကယ်ဒုက္ခရောက်တဲ့သူတွေကမရပဲနဲ့ခုနလိုပေါ့နော်လှုပ်ရှားတယ်နော်ထမင်းတွေပုံတာလည်းအများကြီးတွေ့တယ်အဲလိုက်ရလှူခံနော်ဟင်းလေးတွေပဲကောင်းတဲ့ဟာဆိုရှားတယ်မကောင်းတဲ့ဟာဆိုလမ်းပြီးဖြစ်ခဲ့တယ်နောဘသားတွေပြဒီကောင်ဒုက္ခရောက်နေတာဗျာတဝန်းတစ်ခါကိုဝရတယ်ဆိုတော်ပြီပါဟုတ်တယ်မလားကွန်ပျူတာဆို၅ရောက်ရှိတယ်၅၅ဘူးရတော်ပြီတနက်စာနော် ်နောက်တနေ့အလူရှင်တွေကတော့ဆောက်ရှင်နေတာပဲအဲဘာမှစိုးရိမ်ပြီးတော့လောဘကြီးတရားလည်းမလို့နေကိုညတာဘာမှဒါသိမ်းရလို့ဇာလည်းမလို့နော်ရေခက်တရားလည်းရှိအောင်မဟုတ်လေဟုတ်တယ်မှာသိမ်းရတဲ့ပိုးမှာပဲလေဟုတ်တယ်မှာလားနော်ဘယ်နေရာဝတ်ထားမှာလဲဟုတ်တယ်မှာလားမီးလည်းရတာမဟုတ်ပြောချင်တာအားသာအောင်မှနော်ဝိုင်းလူနော်လူကြနော်ပြီးရင်တယောက်တည်းလောဘတွေချီနော်ထက်ခါထက်ခါတန်းစီခြာတပတ်တန်းစီနော်ဆယ်ဦးရှိဆယ်ဦးစီမှာဝါတန်းစီတယောက်မှမလွတ်ရအောင် နော်ဦးမဆက်ရှိဦးနဲ့ဆက်စီမှာဝါလူတကယ်တော့ကရောက်နေတဲ့လူတွေကလမ်းပြင်းပါနော်သူတို့မှာဆားရတော့ဘယ်လိုပြောရမလဲအချင်းနေမဲ့သွားပြင်မယ်သူတို့ပါသူတို့သူတို့ပုံနေသူတို့နော်အဲဘာမှမဟုတ်တဲ့လူတွေကလိုက်တန်းစီနေတာအရောင်တူရှင်တွေကိုဒါသူကချန်ပေးရပါတော့တကယ်ဒုက္ခရောက်တဲ့လူတွေအဲနေရာမှာဒါအခုညီမရပဲနဲ့နော်တန်းစီတဲ့လူတွေမဝင်ပဲနဲ့ပြောချင်တာတော့ဒုက္ခရောက်နေတာဆရာပဲလည်းပဲလည်းသူကသက်ဆိုင်ရာအိမ်ကြီးအိမ်ကြီးရှိမှာကွာအိမ်ပေါ်မှာမနေရဘူးငလင်းလုံးမှာဆိုလည်းပြုံမှာဆိုလို့လမ်းပြင်မှာအိမ်နေကြတဲ့လူတွေ โอเคအဲအိမ်မှာစောင့်ခိုင်းအိမ်ရှိကိုချန်ဝန်ရှိမှာစောင့်ခိုင်းလိုက်စောင့်ခိုင်းပြီးအဲ့လိုမျိုးလူတွေလက်ထဲလိုက်ထည့်ပေးတာကတကယ်ဒုက္ခရောက်တဲ့သူတွေစီတို့ဒါရောက်ပါပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့တန်းစီစနစ်နဲ့ပေးနေမှာဆိုရင်တော့အဲ့ဒီအချောင်သမားတွေစီပဲရောက်မှာပေါ့ဗျာနော်ဒါသူများလူတာကိုလိုမျိုးဖြစ်တာမဟုတ်နော်လူသားကလူသားနာဖြတ်တယ်ဆိုရင်အာဒါကောင်းပါလေကုစုရပါလေကိုလှူလိုက်ပြစားခြင်းတဲ့လူစားကိုရစေတနာ၃တန်ပြန်တန်ပြီးတော့မှဒါလှူလိုက်တယ်ပြီးသွားပြီเนาะအဲ့လိုမျိုးဆိုရင်ပြန်တန်ပြီးတချို့ကြလားလို့မျိုးမဟုတ်ဘူးဗျာလောဘသားတွေလားလှူပြီးတော့ မင်းတို့စီးတဲ့စီးတဲ့ကန်တဲ့ဟိုတန်းစီခိုင်းနေယူခိုင်းနေဆိုရင်တော့မင်းတို့မလူချင်းမလူတဲ့ဘာဖြစ်တဲ့ညာဖြစ်တဲ့ပြောတာအာတကယ်ဒုက္ခရောက်တဲ့သူတွေကပြောတာမဟုတ်အသက်သက်မဲ့ချောင်းသမားတွေကပြောတာလူတဲ့လူတွေစိတ်ပြအောင်လူတဲ့လူတွေကနေပြီးတော့ကွနာတော့ဟိုသူတို့ကကုသမရမယ်ငရေရပါဗျာနော်တရားမလားဟိုတွန့်တုံစိတ်တွေဖြစ်သွားတယ်လေဟုတ်တယ်မတကယ်မပေးချင်တော့ကွာဒီလူလားဒီလူဒီညာမှာလဲသူညာနာဟိုညာမှာလဲသူညာနာမြင်ရတော့မပေးချင်တော့ဘူးလေဟုတ်တယ်မလားအဲ့လိုဆိုတော့လူတဲ့လူကလည်းဒါကုသမရအောင်စေတနာတုံးတဲ့မပြတ်တမ်းတော့ဘူးနော် အပြည့်အစုံတော့ဘယ်နဲ့ကုနာလို့မျိုးပါနော်ဒါအခုတို့ရတဲ့အပိုင်းလေးဖြစ်တာပေါ့ဗျာကဲနောက်တစ်ပုတ်ကြည့်အောင်နော်ဟုတ်ကဲ့ပါအခုကတော့ကျွန်တော်တို့အင်းဝမှာပေါ့အဲရေနန်းတော့ဟုတ်လားကိုရေနန်းတော့ဒီအင်းဝအကွေးတွေလည်းတခါမှမကြုံဘူးသေးတဲ့ရေနန်းတော့ကြီးပါအဲကြောင်ပေါ်လာဟုတ်လားငလင်းအဲကြောင်ပေါ့အဲ့ဒါပေါ်လာတာလက်ရှိသွားပြီးတော့မှလေးလာမှာဟောလေးလာမှာဟုတ်ကဲ့ကိုကဲအားလုံးပဲဘဝဒုတ္တရအောင်လို့အဆုံးထိကြည့်ပေးကြပါလို့ရှင်းလိုက်ကြည့်ပေးပါအောင်နော်

ေနန်းတော်ကြီးပါတဲ့ရှင်နန်းတော်လာပါလားဒါသူတို့ပြောတာခံမင်းကြီးပြောတာအတူကြီးမှာပဲเนาะဘယ်လက်ထက်ကလက်ခုနှစ်ကဆိုတာပေါ်လာပါလားเนาะပေါက်လေးဒီမှာဟောဟုတ်ဒီကြီးထဲမှာမြုပ်နေတယ်ဟောဟုတ်ပေါ့ခမအဲ့ပေါ်လာပေါ့အဲ့ပေါ်မယ်လို့ပြောတာပဲဒါကြီးပေါ်မှာလေအဲ့ဒါနန်းတော်လုံးမယ်နုလိုဟာမျိုးကြီးဖြစ်သွားမှာဟောအဲ့ဒါဒီမှာကြည့်ကြပါဗျာရှင်နန်းတော်အဆောင်ကြီးပေါ့ဒီမှာဒီဥစ္စာဒီဥစ္စာတိုင်းရှင်နန်းတော် ဒါလေးလည်းအဲ့လိုတော်တော်ဖွားမှာနော်ဖွားမှာပါကြည့်ရတာရှေးဟောင်းလားဒါမှမဟုတ်ဘီလက်မီတွေလည်းလာမသိဘူးဟဲ့နော်ကြားတာကြားဘူးတခါမှမြင်ဘူးဘယ်နားမှမြင်မသိဘူးအခုပေါ်လာတာဟုတ်တယ်ဟုတ်ကဲ့ဒီမှာဒါသာဝါရီရှေးဟောင်းလည်းဖြစ်ချင်းပြင်မယ်ဒါမှမဟုတ်လည်းဟုတ်တယ်ဒီနော်ဒီလိုရဖြစ်မှာဖြစ်ရင်လည်းဖြစ်မှာဟုတ်ဒီဘက်ပဲလေနေမှာဘာလို့ကိုင်းနော်အရှိအကြီးပဲရှေးရမဟုတ်ဘူးဟိုဘက်ထိပဲဟောဟိုဘက်ထိဟုတ်တယ်ဟိုဘက်ထိဟိုကနေရှေးရတော့လေးသွားကြည့်လားဒီတောင်းချောက်တောင်းချောက်ဒီမှာပြောပြတောင်းလေးရှိတယ်ဒီဘက်ထိဟိုမှာဟိုရှေးထဲလာတယ်ဟောရှေးထဲ ်နော်ဒီကြီးတမဟိုးထိတ်ကြီးပဲဆောင်းရတာလို့ကြည့်ရပြီနော်ကဲဒါတော့နော်ဗီဒီယိုပြီးသွားပြီပေါ့နော်ဒါ share လုပ်ပေးတာပါအာနာနာဘာဘာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကြီးပဲတင်ရဲဖြစ်နေမှာဆိုတော့ပေါ့နော်အဲကိုကငလေးလဲလုပ်တယ်ဘာညာဆိုတော့ကျွန်တော် comment တွေမှာလည်းမေးရဲ live မလွှဲဘူးလားဆိုတော့ဘလို့စိတ်ညစ် live လွှဲလို့အဆင်ပြေမလဲပေါ့နော်အားလုံးပဲစိတ်ပြောင်းနေကြပါ view ဆက်ကြပါပေါ့နော်ကျွန်တော်တို့လည်း live လွှင့်ဖို့က အာမလွင့်ပြစ်ဖို့ကများပါတယ်ဘာလို့လဲဆိုတော့အကောင်ဆုံးပူတော့ကရောက်နေတဲ့အချိန်မှာကျွန်တော်တို့ကဟီလာတိုက်ပြီးတော့အဲ့လိုမျိုးနဲ့မနေချင်ဘူးပေါ့နော် TikTok မှာလည်းခုန live လွှင့်ပြီးတော့မှအခုချိန်ကြီးညီကတွေ့ရတာဒါသူရဲ့ right ပေါ့နော်သူရဲ့လိုလက်ခွင့်တွေသူလို့လောက်ထားပါတော့အာဒါသူတို့တော့သွားပြီးတော့မှ play လို့တော့မရဘူးဒါမဲ့လည်းလုံးတင်တဲ့ချိန်လားမလုံးတင်တဲ့ချိန်လားတချင်းဆိုတွေကောင်တွေကဆိုမဖြတ်ဘူးနော်အာပျော်ပါ လုံးနေတဲ့ကောင်တွေကပျော်ပါလုံးနေတော့မယ် တကယ်ပါဗျာနော်သူများနိုင်ငံရဲ့လူတွေကစပီအောင်လုပ်ပြီးတော့အကုန်လုံးဝင်နေဆွေးစွာနေအကုန်လုံးကနေပြီးတော့အာတရုတ်လေဆိုလည်းတရုတ်ကြားယူကြားယူတော့ခြူသားတာမြန်မာတွေမင်းတို့နဲ့ငါတို့အတူရှိတဲ့ကျန်တဲ့နိုင်ငံတကာကလည်းဒီတိုင်းပဲတချင်းတွေတော့မှဒါအော်အဲဒီလိုရေးဆက်ပြီးတော့မှဒီဆိုပြီးတော့မှဒါမြန်မာတွေရောအားပြီးတဲ့တချင်းမျိုးလေးတွေလောက်ပြီးတာတွေ့ပြီမဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေကတော့ဆောက်ရှက်မရှိပဲဆောက်ရှက်မဲ့ပြီးတော့ဗောနော်ပျော်ပါးလေးလုပ်နေတဲ့ခေါင်းလေးလည်းအများကြီးတွေ့ပါတယ်။ကဲထားပါဗျာ။ကဲနောက်ပြီးတော့မှကျွန်တော်ပြန်တွေ့ကြမှာဗျာနော်။